င်္ဂလာပါမေလ22ရက်သမင်းစမဘရိုင်းတိုင်းမင်းစမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီစီစဉ်ကိုကျမကျူချန်ကတောင်းယူတင်ဆက်ပေးသွားမှာပါအခုပထမဆုံးအနေနဲ့သတင်းကောင်းစင်တွေကိုအရင်ဆုံးပြောပြပေးပါမယ်ပြစ်ချခံရတဲ့ရဟယမစစ်ကောင်စီတပ်ဖွဲ့ဝင်16ရောက်ရဲ့ရုပ်အလောင်းကိုတွေ့ရတယ်လို့ခရိုင်ကပြောပါရစေစစ်တပ်ကတော်မှစာတင်ပေးနေသူဝနကျော်ထင်ဘွဲ့ရအငိမ့်စားပုံမှုချုပ်တယောက်ပြစ်ခတ်ခံရပါရစေ ငလင်းနဲ့ပြည်ရင်စစ်ကြောင်းကလေးငယ်တွေတည်ဆုံနေရတယ်လို့ Miss World အလှမယ်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ချမ်းမှတ်54လီလန်ဈေးကိုဒေါအောင်ဆန်းစုကြည်ဘက်ကသတ်မှတ်ပေးဖို့တင်ပြချက်ကိုတရားရုံးကပယ်ချလိုက်ပါတယ်။နိုင်ငံတကာဘက်မှာတော့ Bangladesh အဓိကပါတီကအစိုးရကိုကန့်ကွက်တဲ့အကြောင်းတွေပါဝင်သွားမှာပါ။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့နောက်ဆုံးရရွှေဈေးငွေဈေးတွေကိုလည်းစုစည်းတင်ဆက်ပေးသွားမှာပါရှင်။ ကကြံလွန်လန်ရေးတမရော်ခရိုင်ကပြစ်ချခဲ့တဲ့စစ်ရဟယင်ပြတ်ကြတဲ့နေရာကိုနေမြေရှင်းလင်းရေးလှုပ်တောင်မှမီးလောင်ပြကျနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်16ယောက်ရဲ့ရုပ်အလောင်းတွေကိုတွေ့ရတယ်လို့ခရိုင်ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြစမကိုပြောပါရယ်ရဟယင်မှာတစင်းလုံးမီးလောင်ခဲ့ပြီးတော့မီးလောင်ပျက်စီးနေတဲ့လက်နက်ကြီးလက်နက်ငယ်14လက်နဲ့ဗိုလ်ကြီးမြို့ထအောင်ရဲ့ရုပ်အလောင်းလည်းပါတယ်လို့သိရပါရယ် ကချင်ပြည်နယ်ပမော်မြို့ကိုစစ်ကူလာပို့တဲ့ရဟတ်ရင်တွေကိုမေလ20ရက်နေ့မွန်လွယ်ပိုင်းမှာခရိုင်နဲ့ပူးပေါင်းတပ်တွေကပစ်ခတ်တာမှာစစ်ရဟတ်ရင်တစီပြက်ကြမီးလောင်ပျက်စီးခဲ့တယ်လို့အရေးပေါ်ဆင်းခဲ့ရတဲ့နောက်ထပ်ရဟတ်ရင်တစီကိုလည်းမေလ21ရက်ညနေပိုင်းမှာဖျက်ဆီးနိုင်ခဲ့တယ်လို့ခရိုင်ဘက်ကပြောပါရယ်စစ်ကောင်စီဘက်ကတော့ဆက်ချွတ်ရွံ့မှုကြောင့်ပြတ်သွားတာလို့ထုတ်ပြန်ထားပါရယ် ပြစ်ချခံရမှုကြောင့်ရွှေကူမြို့အခြေဆိုင်ခလာရ56တရင်အကစားကွင်းမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့စစ်ရဟယင်ကိုလည်းမနေ့ကညနေပိုင်းမှာခရိုင်ရဲတပ်ဖွဲ့ဝင်တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ကဖျက်ဆီးနိုင်ခဲ့တယ်လို့ခရိုင်ရဲဘက်ကအတည်ပြုပြောဆိုထားပါတယ်ရှင်စကောက်စီတရရဲ့နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှလုံခြုံရေးဆိုင်ရာဘာသာရပ်တင် जा ပေးနေသူဝနာကျော်တင်ပွဲရအငိမ့်စာဘုံမှုချုပ်ချို့ထွန်းအောင်ကိုသူ့ရဲ့နေအိမ်မှာပဲဒီကနေ့မေလ22ရက်နေ့မနက်ပိုင်းကတနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့မြို့ပြပျောက်ကြားအဖွဲ့ကထုတ်ပြန်ပါတယ် ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင် जा ပေးနေသူဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုရန်ကုန်မြို့မယန်းကုန်းမြို့နယ် A1 လမ်းပေါ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Golden Valley Warriors အဖွဲ့ရဲ့ကြေညာချက်မှာပါရှိပါတယ်။ရမတ်ကိုပဲလေးချက်ပြစ်ခဲ့တာလို့အဖွဲ့ဝင်တစ်ယောက်ကမြစမာကိုပြောပါတယ်။အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ဟာစစ်မှုထမ်းဟောင်းအဖွဲ့အနေနဲ့သူ့အပါအဝင်အငိမ့်စားစစ်တမ်းမှုတွေစုပြီးတော့အကြံပေးနေတာရှိတယ်လို့သူကဆက်ပြောပါရယ်။ ဗိုလ်မှူးချုပ်ချိုထွန်းအောင်ဟာအခင်းဖြစ်ပွားတဲ့နေရာမှာပဲတည်ဆုံတာဒါမှမဟုတ်ဒဏ်ရာရတာလားဆိုတာကိုတော့မြစ်စမအနေနဲ့ဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်သူဟာ2023ခုနှစ်ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလှိုင်ကိုရိုင်းဝနကြော်ထင်ပွဲနဲ့အတူရွှေငါးချက်သားပြည့်ခန့်ထားရသူဖြစ်ပါတယ်။စစ်မှုထမ်းဟောင်းအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တယောက်လည်းဖြစ်တဲ့အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ဟာကမ္ဘောဒီးယားနိုင်ငံတန်အမတ်အဖြစ်ပါဆောင်ရွက်ခဲ့ဖူးပြီးတော့မြန်မာပြည်ရောက်တဲ့အချိန်မှာစတင်ပြီးတော့နေပြည်တော်မှာရှိတဲ့ NDC မှာစတင်ကြားနေတာလည်းဖြစ်ပါတယ်ရှင်။ အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာမြန်မာကိုစားပြုတ်အလှမဲ့ခေစာခင်ကငလင်းနဲ့ပြည်ရင်းဆက်အတွက်မှာစာသင်ကျောင်းတွေမှာကလေးတွေသေဆုံးနေရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။မနေ့ကအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပခဲ့တဲ့ Miss World ရဲ့ Head to Head Challenge တင်ဆက်မှုမှာမြန်မာအလှမဲ့ခေစာခင်ကဒိုချောင်းကပြဖြစ်တဲ့ပန်ကလေးမြောက်ပွင့်တော်မြေဖူးတံဝင်းလူချီနေဂျီမာရွှေရီလောင်ငါတို့စာသင်ကျောင်းကပြကိုရွတ်ဆိုပြီးတော့အဲ့ဒီလိုထုတ်ဖော်ပြောကြားခဲ့တာပါ။ ပေကရက်မေလာ၁၂ရက်နေ့မှာစစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်သခိုင်းတိုင်းတပရင်မြို့နယ်အိုးတိန်တွင်ကြေးရွာစာတင်ကြားနေတဲ့ကလင်းငယ်၂၂ယောက်နဲ့ဆရာဆရာမ၂ယောက်တိဆုံပြီးတော့တရားကြောထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူပဲ March 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်မန္တလေးတိုင်း60မြို့နယ်ကပုဂ္ဂလိကမူကြောင်တစ်ခုမှာကလင်းငယ်၁၂ယောက်နဲ့ဆရာမ၁ယောက်တိဆုံခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ အဲ့ဒီပြစ်စင်တွေဟာကြောင်တက်နေစေကလေးငယ်တွေအစုလိုက်အပြုံလိုက်တိုက်ဆုံမှုတွေဖြစ်ပြီးတော့အလှမဲ့ခီစာခင်ရဲ့ပြောဆိုချက်ကိုထင်ဟပ်စေပါတယ်။ဒါအပြင်မြန်မာလူထုအနေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေများစွာလိုအပ်နေစေဖြစ်ကြောင်းလည်းခီစာခင်ကပြောဆိုခဲ့ပါတယ်။အသက်18နှစ်အရွယ်ရှိတဲ့ခီစာခင်က82ကြိမ်မြောက် Miss World ပြိုင်ပွဲကိုမြန်မာကိုစားပြုအလှမဲ့အဖြစ်ရွေးချယ်ခံထားသူဖြစ်ပါတယ်။ 82ကြိမ်မြောက် Miss World အလှမြေပြိုင်ပွဲကိုမေလ9ရက်နေ့ကနေ31ရက်နေ့ထိအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပနေပြီးတော့နိုင်ငံပေါင်း108နိုင်ငံကအလှမြေတွေပါဝင်ရှင်ပြိုင်နေကြပါတယ်ရှင်။ရန်ကုန်မြို့တက္ကသိုလ်ရှိတ်သားလမ်းမှာရှိတဲ့ချမ်းမှတ်54ရက်လေလံကြံကင်စီကိုနိုင်ငံတော်တိုင်ပင်ခံပို့ကိုဒေါန်ဆန်းစုကြည်ဘက်ကသတ်မှတ်ဖို့ဦးအောင်ဆန်းဦးဘက်ကတင်ပြချက်ကိုကမာရုတ်ခရိုင်တရားရုံးကဒီကနေ့မေလ22ရက်နေ့မှာပယ်ချလိုက်တယ်လို့တရားရုံးနဲ့နှိစက်တဲ့အတိုင်းဝန်စီကနေသိရပါဗျ။ လေးကြိမ်တိုင်းလေလံတင်ရောင်းချခဲ့ပြီးမဲ့ဝယ်ယူသူမရှိတဲ့ချမ်းမှတ်54ကိုထပ်မံလေလံတင်တာမှာဖမ်းဆီးထိန်းသိမ်းခံထားတဲ့ဒေါင်စန်းစုကြည်ဘက်ကဈေးသတ်မှတ်ဖို့အကိုဖြစ်သူဦးအောင်စန်းဦးဘက်ကတရားရုံးမှာတင်ပြခဲ့တဲ့အပေါ်ဒီကနေ့အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ရုံးချင်းကိုလာမဲမေလာ29ရက်နေ့မှာပြန်လည်ချင်းဆိုထားပြီးတော့ဦးအောင်စံဦးဘက်ကတံပြရမှာဖြစ်ကြောင်းတရားရုံးနဲ့နှိစက်သူတယောက်ကမြစမာကိုပြောပါရတယ်။ နှစ်အေကနေပါကျဲဝင်းနဲ့ချမ်းမှတ်54ရက်လေလံကြံကင်စီကိုအရင်ကဥအောင်ဆန်းဦးဘက်ကတတ်မှတ်တင်ပြခဲ့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့လေးချိန်မြောက်လေလံပွဲမှာလဲဥအောင်ဆန်းဦးရဲ့ short sale အတိုင်းကျပ်290ဘီလီယံနဲ့ရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ပါဘူး။အဲ့ဒီခြံကိုလေလံကြံကင်စေပထမအကြိမ်ကျပ်315ဘီလီယံဒုတိယအကြိမ်ကျပ်300ဘီလီယံနဲ့တတိယအကြိမ်290ဘီလီယံတို့နဲ့အကြိမ်ကြိမ်ဈေးလျှော့ပြီးတော့လေလံတင်ရောင်းချခဲ့တာပါ တပတ်မှလည်းဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ကကာယကံရှင်ဖြစ်တဲ့ဒေါန်ဆန်းစုကြည်အနေနဲ့ရှေ့နေအဖွဲ့နဲ့တွဲခွင့်မရတဲ့အခြေအနေမှာချမ်းမှတ်54ကိုလေလံတင်ရောင်းချဖို့ဆောင်ရွက်မှုတွေအပေါ်ရုံချင်းတွေမှာအစဉ်တစိုက်ကန့်ကွက်ခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းချမ်းမှတ်54ဂျားကာလမျိုးသားအဆင့်ရင်ကျိမှုအမွေးနဲ့အဖြစ်သတ်မှတ်ထားပြီးတော့ဘသူမဆိုပိုင်ဆိုင်တာရောင်းချတာဖြက်စီးတာအပါအဝင်တာမြင့်ချက်တွေကိုဖောက်ဖျက်ကျူးလွန်မှာကအရေးယူသွားမှာလို့ကြေညာထားပါတယ်ရှင်။ ပြည်တွင်းသတင်းနဲ့အပြင်မှာတော့နိုင်ငံတကာသတင်းတွေနဲ့ဆက်ချင်ပါတယ်။ဘင်္ဂလားဒေ့ရှ်အဓိကပါတီကအစိုးရကိုကန့်ကွက်ခဲ့ကြပါတယ်။ဒီသတင်းပြည်စုံကိုကိုဆိုင်ခန့်ကဆက်လက်တင်ဆက်ပေးမှာပါရှင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့အဓိကနိုင်ငံရေးပါတီကဂျားဖြတ်အစိုးရကိုကန့်ကွက်ဆန္ဒပြပွဲတွေပုံတုံးတွေကအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။ရွေးကောက်ပွဲရဲ့တတ်မှတ်ကြညာပေးပါရန်တောင်းဆိုချက်တွေအပါအဝင်နိုင်ငံရေးအငင်းပွားမှုတွေကိုလမ်းမော်ဆန္ဒပြပွဲတွေနဲ့ပြသခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကအင်အားကြီးမာတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကိုထောက်ခံသူထောင်ပေါင်းများစွာကဒါကာမြို့လမ်းတွေပေါ်ကိုထွက်ပြီးဆန္ဒပြခဲ့ကြပါတယ်။မြို့လယ်လမ်းမပေါ်မှာရှိတဲ့ဆိုင်တွေပိတ်ထားရပြီးဆန္ဒပြသူတွေကသူတို့ကိုယ်စားလှယ်လောင်းကိုမြို့တော်ရဲ့မြို့တော်ဝန်အဖြစ်ခန့်အပ်ဖို့လဲတောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြသူတွေဟာ BNP ပါတီကိုထောက်ခံသူတွေဖြစ်ကြတဲ့အတွက်ဆန္ဒပြပွဲဟာလည်းထူကြပါဗျ အိမ်ဆောင်အစိုးရကိုရှင်ပြိုင်မဲ့လာမဲ့ရွေးကောက်ပွဲတွေမှာ BNP ပါတီဟာရှေ့ကပြေးနေတာပါ2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့လူမှုအရေးတော်ပုံမှာရှိတ်ဟာစီနာအစိုးရကိုဖြုတ်ချခဲ့ပြီးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဦးဆောင်တဲ့ဂျားဖြတ်အစိုးရကတာဝန်ယူခဲ့ပါတယ်။ရွေးကောက်ပွဲကျင်းပမဲ့ရက်ကိုတော့မကြေညာသေးပါဘူး။ဒါပေမဲ့ယူနိုကရွေးကောက်ပွဲတွေကိုနောက်ကျဆုံး2026ခုနှစ်ဇွန်လမှာကျင်းပပေးမယ်လို့ပြောထားပါတယ်။ 2020ခုနှစ်ရွေးကောက်ပွဲတွေမှာသူတို့ပါတီကအနိုင်ရရှိတယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်အမိန့်ကိုကြားဖြတ်အစိုးရကဟန်တာပိတ်ပင်နေတယ်လို့ BNP ပါတီကကြားဖြတ်အစိုးရကိုဆွဆွဲပြောကြားပါတယ်အဲ့ဒီရွေးကောက်ပွဲတွေမှာအခုခါပိတ်ပင်ခံထားရပြီးဖြစ်တဲ့ဟာစီနာရဲ့အဝါမီလိဂ်ပါတီကမဲမတမာမှုတွေပြုလုပ်ခဲ့တယ်လို့ရှုမြင်ထားကြပါရယ်။ဒါပေမဲ့ BNP ပါတီရဲ့မြို့တော်ဝန်ဖြစ်လာရမယ့်အီရှရက်ခူစိန်ဟာယာရုယယူနိုင်တာမရှိသေးပါဘူး။ အဲ့ဒီအစားအစိုးရခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးကသာမြို့တော်အာဏာပိုင်ဖြစ် အုပ်ချုပ်နေပါလေအရင်ဘက်က BNP ပါတီထောက်ခံသူတွေဟာမြို့တော်ဝန်ယုံဂိတ်တကားတွေကိုတော့ခတ်ထားခဲ့တာကြောင့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေရပ်တန့်သွားခဲ့ရပါတယ်။စနပြသူတွေက မြို့တော်ဝန်ယာတူးကိုဟူစိန်ကိုပေးဖို့တောင်းဆိုခဲ့ကြတာပါ။အခုလိုဖြစ်ရမျိုးတိုင်းပြည်ရဲ့ဒုတိယမြို့တော်စစ်တကောင်းမှလည်းဖြစ်ခဲ့ပြီလို့ဆိုပါရတယ်။ အစိုးရကပြည်သူတွေရဲ့ဘာသာစကားကိုနားမလည်ဘူးလို့အသက်43နှစ်အရွယ်ရှိတဲ့ဆန္ဒပြသူရော်ရှန်အာရာကပြောပါရယ်ဟူစိန်မျိုးတော်ဝန်ဖြစ်မလာရင် သူနဲ့တခြား BNP ပါတီတစ်ဆာကန်တွေကဆန္ဒပြပွဲတွေကိုအရှိန်မြှင့်ပြုလုပ်သွားမယ်လို့ဆိုပါရယ် BNP ပါတီအကြီးအကဲဆောင်ဆလာဟူဒင် အာမတ်ကလည်းအခုအချိန်ထိဆန္ဒပြပွဲတွေကိုပါတီပေါ်တည်ဆာရှိသူတက်ကြွလှုပ်ရှားသူတွေကသာခေါင်းဆောင်ပြုလုပ်နေကြခြင်းဖြစ်ပြီးအစိုးရကရေးယူဆောင်ရွက်ခြင်းမရှိရင်ဆန္ဒပြပွဲတွေကိုပုံမှုကျေပြန်သောပါတီကထောက်ခံပါဝင်လာမယ်လို့သတိပေးပြောကြားထားပါတယ်။ဒီလှုပ်ရှားမှုကိုကျွန်တော်တို့ထောက်ခံတယ်လို့အာမတ်ကပြောပါတယ်။ အစိုးရကမတုံ့ပြန်မှုဆိုရင်ပါတီအနေနဲ့ကျွန်တော်တို့ကဒီလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်လာရလိမ့်မယ်လို့သူကပြောပါတယ်။လူတို့ရေးတော်ပုံကိုဥဆောင်ခဲ့တဲ့ចောင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားနိုင်ငံသားများပါတီ NCP ကလည်းရွေးကောက်ပွဲကော်မရှင်ရုံးရှိမှာဗိုလ်ဒုံးတွေကဆန္ဒပြခဲ့ကြပါတယ်။ကော်မရှင်ကို BNP ပါတီကအသိမ်းယူသွားပြီလို့သူတို့ကဆွဆွဲပြောကြားခဲ့ကြတာပါ။ ရွေးကောက်ပွဲကော်မရှင်ဟာဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရတည်ထောင်ထားတဲ့အဖွဲ့အစည်းမဟုတ်တော့ပါဘူးလို့ NCP ပါတီရဲ့အဓိကခေါင်းဆောင် နာစီယာဦးတင်က ပြောပါရယ်ဒီကော်မရှင်က BNP ပါတီရဲ့ယုံဖြစ်နေပါပြီပါတီရဲ့ပြောရေးဆိုခွင့်ရှိသူလို့ပြုမူနေကြတာပါလို့သူကပြောကြားခဲ့ပါရယ်နောက်ထပ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ထိုင်ဝမ်သမ္မတလိုင်းရာတူးကနေတက်နှက်ပြေမှာတရုတ်ကထိုင်ဝမ်အနေစစ်ရေးလက်ကျင့်နေပါတယ်ကိုဆိုင်ခန့်ကပဲဆက်လက်တင်ဆက်ပေးမှာပါရှင် ထိုင်ဝမ်တမရယာဒူးရယူပြီးတနှစ်ပြည့်ချိန်မှာထိုင်ဝမ်ရေပြင်အနီးနေရာတချို့မှာတရုတ်ကကုန်းရီနှစ်ထွေသွားရေရင်နေနဲ့စစ်ရေးလေ့ကျင့်နေကြပုံကိုနိုင်ငံပိုင်ရုပ်သံ CCTV ကပြသခဲ့ပါတယ်။ပေကျင်းကမုံကြီးမုံနဲ့ထိုင်ဝမ်တမရလိုင်းချင်တဲကစစ်ပွဲကိုရှောင်နိုင်ဖို့စစ်ပွဲအတွက်ပြင်ဆင်သွားမယ်လို့အင်ဂါနေကကတိပြုပြောကြားလိုက်ပြီးကျွန်းနိုင်ငံရဲ့ကြံ့ကြံ့ခံနိုင်တဲ့စစ်ပွဲရေးကိုလည်းခိုင်မာအောင်လုပ်သွားမယ်လို့ဆိုလိုက်ပါတယ်။ ဒီကနေ့မနက်မှာထိုင်ဝမ်နဲ့အနီးဆုံးဖူးကျင့်ပြည်နယ်ရဲ့တောင်ဘက်ရေပြင်ကိုတန်ချက်ကာရင်အများပြားတရုတ်နိုင်ငံကဆေးလွတ်ခဲ့တယ်လို့ CCTV ကသတင်းထုတ်လွှင့်ခဲ့ပါတယ်။ရုပ်သံကလွှင့်ထုတ်တဲ့ဗီဒီယိုဖိုင်မှာပုံဖြတ်ထားတဲ့တင်ကအများပြားတောင်ပြင်ကနေပင်လယ်ထဲဆင်းသွားကြပုံကိုပြသထားပါတယ်။လေမုံရောင်တက်ကဲအင်ဂျီတွေဝတ်ဆင်ထားတဲ့စစ်သားတွေကအသားစီးတွေကိုကြော်ဖြတ်ပြီးတင်ကားတွေကိုမောင်းနှင်သွားကြပုံကိုအော်ပရာတီးလုံးတန်နောက်ခံတဲ့တမနစ်ကြာဗီဒီယိုမှာတွေ့မြင်ကြရပါတယ်။ စစ်သားဆိုတာကျွန်တော်တို့ရဲ့ကိုပိုင်အမှတ်သားပဲလေ့ကျင့်တယ်ဆိုတာနေ့စဉ်လုပ်ရုပ်လုပ်စင်မယ်လို့တရုတ်တပ်မဟာအဖွဲ့ဝင်တို့ကပြောပါတယ်တိုက်ပွဲဝင်ဖို့ကျွန်တော်တို့အသင့်ရှိနေပါတယ်လို့လည်းသူကဆက်လက်ပြောကြားခဲ့ပါတယ်အ ਨੇ ဆုံးရုတ်တံပုံနှစ်ခုမှာနောက်ခံမှာအထက်မြင့်တိုက်တွေကိုတွင်မြင်ရပါတယ် ထိုင်ဝမ်ကိုတရုတ်နိုင်ငံရဲ့နယ်မြေအစိတ်ပိုင်းတစ်ခုဖြစ်ပြီးပြန်လည်သိမ်းယူဖို့အင်အားတုံးမယ်လို့ချိန်ချောက်ထားတဲ့တရုတ်နိုင်ငံကလိုင်းချင်တဲ့ယာဒူးယာလာကလေးကကျွန်းအနီးမှာကြီးမားတဲ့စီရီလေးကျင့်ကန်းတွေကိုမြောက်များစွာပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့24နာရီအတွင်းကျွန်းအနီးမှာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ကရေရင်၈ဆင်းနဲ့လေရင်၅ဆင်းကို တွေ့မြင်ခဲ့ရကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မှာပြောပါရတယ်။ တရုတ်နိုင်ငံရဲ့စီးရီးလေ့ကျင့်ခန်းတွေဟာလုံယုံလုံစင်ဖြစ်ပြီးကြိုတင်စီစဉ်ထားတဲ့လေ့ကျင့်ခန်းတွေသာဖြစ်ပြီးပင်လယ်ပတ်ဝန်းကျင်နဲ့လေပိုင်နဲ့လုံခြုံရေးအတွက်ဘလို့တက်ရောက်မှုမှမရှိပါဘူးလို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနည်းပြအခါတမရမှာဘေကျင်းရဲ့ထိုင်ဝမ်ရေးရာယုံကလိုင်းချင်တဲရဲ့ခွဲထွက်ရေးရည်တည်ချက်ကိုတိုက်ခိုက်ပြောကြားခဲ့ပြီးထိုင်ဝမ်ရေးလက်ကြားနဲ့စီးပွားရေးအဆက်ဖြတ်ရေးကိုလည်းအပြေပြောကြားခဲ့ပါတယ်။ ပေကျင်းဟာထိုင်ဝမ်နဲ့ဆက်သွယ်ဆွေးနွေးလိုပါတယ်ဒါပေမဲ့တရုတ်တနိုင်ငံနဲ့မူကိုလက်ခံမှသာဖြစ်နိုင်မယ်လို့ပြောရေးဆိုခွင့်ရှိသူချင်းပင်းဟွာကထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့မူဝါဒကိုရည်ညွှန်းပြောကြားသွားခဲ့ပါတယ်ထိုင်ဝမ်သမ္မတလိုင်ကတော့ဒန်းလူရည်သူရှင်းမှုနဲ့ဂုံတိတ်ကရှိမှုလို့ရှိရင် ပေကျင်းနဲ့ဆက်သွယ်လိုပါတယ်လို့အင်္ဂါနေ့မှာပြောကြားထားပါတယ် အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်ရွှေဈေး73စီစီနဲ့စားအုံးစီစီတွေကိုတင်ပြပေးမှာပါ။ဒါတွေကိုတော့မစ္စမသတင်းတော်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားပါရရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်တွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်2100ကျပ်ပြင်ပပေါက်စဉ်4480ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1626.00ကျပ် ပြင်ပပေါင်စီ3482ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စီ2389.64ကျပ်ပြင်ပပေါင်စီ9104ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.39ကျပ်ပြင်ပပေါင်စီ139.18ကျပ်မလေးရှားတဘင်ကီကိုစစ်ကောင်စီတတ်မှတ်စီ491.52ကျပ်ပြင်ပပေါင်စီ1054ကျပ် ပေါင်စည်းရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ58သိန်း4000ကျပ်ပြင်ပပေါင်စည်း86သိန်း3000ကျပ်စကားပဲတစ်ချပ်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ53သိန်း8250ကျပ်ပြင်ပပေါင်စည်း83သိန်း8000ကျပ် ပေါ့စေးရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြန်ကုန်း73စီစင်းလုံးတွေကတော့ဒီဇယ်လီတာကို2320ကျပ်ပရီမီယံဒီဇယ်လီတာကို2855ကျပ်အော်ဒိတ်92လီတာကို2950ကျပ်အော်ဒိတ်95လီတာကို2805ကျပ်ပေါ့စေးရှိပါတယ်။ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6525ကျပ်ပြင်ပပေါက်စီ9000ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမစ်စမပရိုင်တိုင်းမစ္စမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ် ဒီစီစဉ်ကိုတော့ကျမကျူချန်ကစူးစီးတင်ဆက်ပေးခဲ့တာပါ။ The Mizoma Bright Time အစီအစဉ်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းပြီးတော့လုံခြုံပြီးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။